ိုင်ငံတကာကစားသမားဘဝ22နှစ်အတွင်းပထမဆုံးအနေကပ်ထိခဲ့တဲ့ရော်နယ်ဒိုအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘောအေဒီမှာတက်ဆက်ပေးနေပါတယ်ပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုကတော့မင်းညကအိုင်ယာလန်ကိုနှစ်ကိုးကိုးမရှိနဲ့ရှုံးနေခဲ့တဲ့ကမ္ဘာ့ဖလားခြေစပွဲမှာနိုင်ငံတကာကစားသမားဘဝပေါင်း226ပွဲအတွင်းပထမဆုံးအကြိမ်အဖြစ်အနေကပ်နဲ့တိုက်ရိုက်ပြသခံရပြီးပွဲအတွင်းကနေအထောက်ခံခဲ့ရပါတယ်သူ့ရဲ့အနေကပ်ပွဲချိန်59မိနစ်မှာပြသခံခဲ့ရတာပါရော်နယ်ဒိုက အိုင်ယာလန်နောက်ခံလူဒါရာအိုရှေးကိုတရောင်စင်းနဲ့ထောင်းခဲ့တာကမှအစပြုခဲ့ပြီးတော့အဝါကတ်တာပြတာခံရပါတယ်။ဒါမှမဟုတ်ဒိုင်လင်ကြီးဂလင်နိုဘက်ကဘွေရပြန်လဲကြည့်ရှုပြီးအကြမ်းဖက်မှုဖြစ်တယ်လို့တတ်မှတ်ကအနီကတိုက်ရိုက်ပြောင်းလဲပြတာခဲ့တာလည်းဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်အပေါ်မဂျီနဲ့တဲ့ရိုနယ်ဒိုကဒိုင်လင်ကြီးနဲ့ပြိုင်တက်တဲ့ကိုလောင်ပြောင်တေရော်တဲ့အမှုရာနဲ့လက်ခုပ်တီးပြခဲ့ပြီးပါပြီ။သူ့ကိုလောင်ပြောင်နေတဲ့အိုင်ယာလန်ပြိုင်တက်တွေကိုလက်မထောင်ပြရင်ကွင်းထဲကနေထွက်ခွာသွားခဲ့ရပါတယ်။ ဒီရဟာရော်နယ်ဒိုအတွက်တမိုင်းဝင်ကမ္ဘာဖလားကြောက်ချိန်မြောက်ကစားခွင့်ရမယ်စံချိန်ကိုအတီးပြုတ်နိုင်မယ်ညတဲ့ညဖြစ်ခဲ့ရမှာပါဒါပေမဲ့တော့အခုတော့အရာရာအမှားယွန်းနဲ့ဖြစ်သွားခဲ့ပါပြီအတင်းကလည်းရှုံနေခဲ့သလိုသူကိုယ်တိုင်ကလည်းအနီကက်ကြောင့်ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်ဒီအနီကက်ကြောင့်ရော်နယ်ဒိုကလာမယ့်ကမ္ဘာဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အာမေးနီးယားရဲ့ပွဲကိုလွှဲချော်သွားမှာတော့တည်ကြသွားခဲ့ပါပြီပေါ်တူဂီသင်းဟာခြေစစ်ပွဲအောင်မြင်ဖို့တည်ကြတော့ဖြစ်နေရာကနေဟန်ဂေရီအခုအိုင်ယာလန်တို့နဲ့ပွဲဒီမှာ ဇက်တိုက်ချေကျော်ခဲ့တာကြောင့်ဒုတိယနေရာကဟန်ဂေရီကိုနှစ်မှတ်သာဖျက်နိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်။အကြိမ်ရော်နယ်ဒိုမပါဝင်နိုင်မဲ့နောက်ဆုံးပွဲမှာလားပေါ်တူဂီတို့ချေကျော်ခဲ့ပြီးဟန်ဂေရီနဲ့နိုင်ဝဲရရှိခဲ့မယ်ဆိုရင်ပေါ်တူဂီတို့ကမ္ဘာပလာတိုက်ရဲ့ဝင်ခွင့်ကိုလက်လွတ်ခဲ့ရပြီးနိုင်ငံငယ်တွေနဲ့ပလေးအော့ကစားရမယ်အရှက်တကွဲအခြေအနေနဲ့ရင်ဆိုင်ရတော့မှလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအာဂါဒါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အစုံနဲ့နှာစင်အားပေးခဲ့တဲ့ပရိသတ်တရားချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ